တန်ကျိုးတော့ခက်ခံတယ်ကွာအဲ့ဒီဖြစ်ခဲ့တာဖြစ်ခဲ့ဘူးလေတော့ဘာမှဒါဆိုတာသူကဘာမှမသိအတိတရားမရှိတော့ဘူးအတိတရားမှဲ့သွားတာသူကအဲ့လိုမနက်ပိုင်းဆိုရန်နယ်မျက်နှာတက်တယ်အဲ့လိုမျိုးပေါ့နော်ဆာမင်ဆာအရေးပဲတောက်တယ်အဲ့လိုမျိုးပဲရန်နယ်ပဲကိုကိုရဲ့ကျူးကျူးဘောကပေါ့ခင်ကြားတယ်ပေါ့သူတို့တဲ့မထွက်တော့တဲ့ပုံစံမျိုးပေါ့နော်ကိုအိမ်ထဲမှာနေတဲ့တောက်တယ်အဲ့လိုမျိုးပေါ့ပုံဝင်ကျင်တဲ့သိဆက်ဆက်မရှိဘူးဆိုတော့အဲ့ဒီခါကျတော့ကြောက်မျိုးရှင်ပြောညာပြောတယ်မြင်ညာမြင်နေသူတွေ့ညာတွေ့တယ်ပေါ့နော်အဲ့လောက်ထိတော့ဖြစ်ခဲ့တာပေါ့ ပဝင်ချင်းကလည်းတိတ်စကားမပြောချင်တော့ဘူးလေရက်တော့တော့ပဝင်ချင်းကိုခလေးတွေရတယ်ပဲကို့နားမှာမကတ်တော့ဘူးအဲ့လိုမျိုးပေါ့အဲ့လိုဖြစ်ကြခင်မှာကို့ရဲ့ခံစားချက်ကစိတ်ထဲမှာအားငယ်လာတာပေါ့စိတ်နာတာပေါ့စိတ်နာတာပေါ့ဘာကြောင့်တောက်ခဲရလဲကိုတောက်ခဲ့တဲ့အချိန်တွေဆိုအများဆုံးဆုံးခဲ့ရတာအများကြီးပဲအဲ့ဒီအချိန်တွေပြန်မရတော့ဘူးမောင်းနေတော်မောင်းနေကြည့်ချင်တော့လဖဲ့ရအောင်မကြည့်ချက်တယ်ချက်ဆုံးမှာဘယ်လိုတော့ဒါပဲအဖော်ပဲအဖော်ပဲအဖော်လိုဖြစ်နေတာကွာမောင်းနေဖြစ်သွားချက်ဆုံးမောင်းမောင်း ဒီ9ရက်လောက်တော့ခန်းတယ်ဗောနော်အဲနောက်မှကျသူ့အတူစီပြီးွားတာပဲဒီကစိတ်ဗောနော်ဟိုကိုရက်တော့ပြီးဖြတ်ပြီးပြန်သွားတဲ့အခါကျတော့အဲမိသားစုကလိုက်လေလေကြိုဆိုအဲ့နူးထုံးမှုတွေရတယ်ငါပတ်ဝန်းကျင်ကတော့ဟိုနှစ်ခုလုံးမဟုတ်လေရုပ်လေးပြောင်းလာတယ်အဲ့လိုအဲ့ဒီသူတို့ရဲ့နူးထွေးမှုတွေဗောနော်အပြုံးနေနဲ့စီကျိုးတဲ့မြစ်တာတွေရငါတို့ကဆိုရင်ဟိုကရက်တော့ထားတာအညံ့လာရဟိုလူကရှုပ်ဒီလူကရှုပ်နေအဲ့ဒီခံစားမှုနဲ့အရက်ပြက်ဝိုက်ပြင်းတဲ့ခံစားမှုနဲ့မတူဘူးရဲလာဖြတ်တာပေါ့ရဲလာဖြတ်ရဲပြတ်တော့တော့ဒီမှာဆီအမောက်မလုပ်တော့ ဒီရဲ့သားကောင်ဆိုပြီးကြေကျွံဖြစ်သွားတာပေါ့အဲဒါလည်းကိုယ့်ရဲ့ပါတနာကိစ္စကြောင့်တော့ဖြစ်သွားတာပေါ့ရက်တော့ရက်ဆွဲသွားရဆိုတော့ကြိုက်လောက်လို့ဒီကိုဖြစ်သွားတာပေါ့အဲနောက်မှကျတော့ဒီကြောင်းမှလှဖြင်းနေရက်ပြတ်သွားပြီတော့ဒီမှာပဲဆ iam မဝင်လို့ဖြစ်တာမနက်ပိုင်းဆိုရက်နဲ့မျက်နှာတက်တယ်အဲလိုမျိုးပေါ့နော်ဆောင်းရုံဆောင်းရက်ပဲတောက်တယ်အဲလိုမျိုးပဲရက်နဲ့ပဲကိုယ့်ကိုရက်ကျွံကျွံဘွားပေါ့ခံယူကြတယ်ပေါ့ခံယူအဲ့ဒီထိတော့ခံယူကြတာဟိုလုံးဝလူတော်တဲ့ ထွက်တော်တဲ့ပုံစံမျိုးပေါ့နော်ကိုယ်အိမ်ထဲမှာနေတဲ့တောက်တဲ့အဲ့လိုမျိုးပေါ့ပုံကျင်တဲ့သိပ်ဆက်ဆက်မရှိအဲနောက်ပိုင်းကျမှဒီဒီလိုတော့ပါတော့ချီတော်နာကအကြောင်းရပြစကားဖွင့်တော့အကြောင်းဟာဒီချက်လောက်ဖြတ်တယ်လာဖြတ်တော့ပြသွားတယ်ပြသွားတော့ဒီမှာဆံမောင်းဝင်လို့ဖြစ်တယ်လူခံစားရဆိုတော့စိတ်ကြောက်လဲပါတော့ပေါ့နော်ကိုယ့်ရဲ့ဘယ်လိုပြောရမလဲကိုမိသားစုပိုင်းခြားလေးရှိတာပေါ့နော်ပြန်စိတ်ညစ်ပြီးတော့အဲ့လို တော့ဖြစ်တာပေါ့ရဲကျွန်ဆုံးဖြတ်တာနောက်ပိုင်းကျတော့ဘယ်လိုပြောဆိုတော့ကိုကိုမလာသားသမီးရှိတယ်လေကိုသားသမီးရဲ့အနာကပ်ငါငါဒီရက်နဲ့ပဲငါသက်သက်လုံးလုံးဝသွားလို့ဖြစ်ဘူးကိုသားသမီးရရှိရရှိသေးတယ်နောက်ပတ်ဝန်းကျင်ကိုရဲ့သားကိုအဓိကတော့ကိုသားသမီးတွေပေါ့နော်သားသမီးရှိတဲ့လူတွေတော့ပြောစီတာပေါ့သားသမီးတွေကိုငဲ့ကျင်တယ်ပေါ့နော်အဲ့တော့ကိုဘွားကိုဆိုတော့အားတင်းပြီးပြန်လုံးထားတာဒီအချက်ချင်းုံနဲ့ပြန်လုံးထွက်တာပေါ့ပြန်ညုံထွက်တာပေါ့အဲ့တော့ဆိုရတဲ့ခါကျကြောင်မျိုးရှင်ပြောညာပြောမြင်းညာမြင်းနေတယ် သူတွေ့ကျင်တာတွေ့တယ်ပေါ့နော်အဲ့လောက်ထိတော့ဖြစ်ခဲ့တာပေါ့အဲ့လိုတစ်ခါကြရင်လည်းအဲ့လိုမျိုးပေါ့ဟိုကြောင်တော့ဒါလည်းမရှက်ပါဘူးเนาะဒါရှေ့ရဟိုဟိုလိုပဲဖြစ်ခဲ့ကိုကဖြစ်ခဲ့တဲ့ဟာတွေရှေ့ရကိုနဲ့ကြီးရပဲဖြစ်နေတာဖြစ်ဖြစ်ပေါ့နော်ဟိုလေးဟိုဘယ်လိုပြောရမလဲတိတ်တော့စကားပြောတယ်ဟိုအဲ့လိုမျိုးဖြစ်စေချင်တယ်ပေါ့နော်ဟိုကိုတော့ကလည်းဒီလိုမျိုးပေါ့တန်ညိုးတော့ခက်ခဲတာပေါ့အဲ့ချင်းဖြစ်ခဲ့တာဖြစ်ခဲ့ဘူးလားအာတတော်ဆိုးရဲတောက်ပွားရင်ဒါဆိုးတာသူကဘာမှမသိအတိတရားမရှိတော့ဘူးအတိတရားမှဲ့သွားတာသူကအဲ့လို တွေးရပေါ်လာဆိုကိုမချေနဲ့တာတွေကိုယ့်ရဲ့ခံစားချက်တွေပေါ့နော်အဲအဲ့လိုမျိုးပေါ့အားအားလေးပောက်ကွဲလာတဲ့အဲ့လိုမျိုးရှိတယ်ပေါ့အဲ့ဒီချိန်ကဆိုရင်ကြာတော့ကြာပြီပေါ့မိနစ်ကလေးရပါဆိုတော့အမနစ်ကလေးကတရက်ဖြတ်ပြီးတော့ကားသမီးတွေဝေးကွာရတယ်ကိုဘယ်လိုပြောရမလဲပဝင်ချင်းကတိတ်စကားမပြောချင်တော့ဘူးလေရက်တော့တော့ပဝင်ချင်းကိုခလေးတွေရတယ်ပဲကိုနားမှာမကတ်တော့ဘူးအဲ့လိုမျိုးပေါ့အဲ့လိုဖြစ်တဲ့ခါကျမကိုရဲ့ခံစားချက်ကစိတ်ထဲမှာအားငယ်လာတာပေါ့ဟောငါဒီမျိုးတက်တက်လှုပ်ဖြစ်သွားရင်ငါအရက်ဘဝနဲ့တည်မလားလူကောင်းလူကောင်းနဲ့ငါတည်မလား ူကောင်လူကောင်ဖြစ်ပြီးတော့ငါသိငါတောင်းမိတွေကငယ်သေးတယ်ပြုစုပြိုးထောက်အောင်လဲဆိုတော့ခင်ကြက်တယ်အဲခင်ကြက်ကိုဆုံးဖြတ်ချက်တယ်သူတို့ကခံစားရပါတယ်ကြိတ်ငိုတာပေါ့ငိုရပဲမမေဆိုတော့လည်းကြောက်တော့ပြန်ပြောရဲဘူးလေသူတို့ကြိတ်ငိုရတဲ့ဟာတွေရှိတာပေါ့အဲလိုမျိုးလေတော်တော်ခံစားမတော့တော့ဆိုခြေသက်တွေတုံတယ်အဲလိုမျိုးပေါ့စိတ်ထဲမှာကြင်းငြိုင်းနေဖြစ်တယ်ပေါ့နော်အဲလိုမျိုးပေါ့ဒီငါးရက်လောက်တော့ခန်းတယ်ပေါ့နော်အဲနောက်မှကျသူ့ဟာသူစီပြီးသွားတာပဲဒီကစိတ်ပေါ့နော်စိတ်ကိုတော်တော်ထိန်းခဲ့ရတယ်ဒီကိစ္စကစိတ်မထိန်းနိုင်မြောက်စိတ်ကိုတော်တော်ထိန်းရတယ် အဲ့လိုခံယူချက်ပြင်းမှာပေါ့နော်အဲ့လိုမျိုးစိတ်ထိန်းနိုင်မှာခံယူချက်လည်းပြင်းပြရမယ်အဲ့လိုမျိုးကိုယ့်ရဲ့ခံစားချက်ကလည်းရှိနေမှာလေဒီကိစ္စကဖြစ်ပါစိတ်နာတာပေါ့စိတ်နာတာပေါ့ဘာကြောင့်တောက်ခဲရလဲကိုယ်တောက်ခဲ့တဲ့အချိန်တွေဆိုအများဆုံးဆုံးခဲ့ရတာအများကြီးပဲအဲ့အချိန်တွေပြင်းမရတော့ဘူးဒီအချိန်မှာကိုယ်အကောင်းဆုံးဖြစ်အောင်ကိုနေမယ်ကိုယ်လှုပ်ခဲ့တဲ့ကိုပြုတ်ခဲ့တဲ့ကိုယ့်ရဲ့ဆုံးဆုံးမှုတွေဒီအချိန်မှာကိုဘယ်လိုပြောရမလဲကိုပြန်ယူရမှာပေါ့နော်အဲ့ဒီခံယူချက်နဲ့အဲ့လိုမျိုးဆိုရရင်ကိုယ်အိမ်တော်ကြီးပေါ့ ိုလောက်ခဲ့တဲ့ကိုအမားတော်တော်ကိုအပြစ်ပေးခံရမှာလေအဲဒီအချိန်မှာကိုကောင်းဆုံးဖျောက်ကုန်နေမှာဆိုတော့ခင်ချက်ပဲရှိဘာပြောရင်တော့ငူချင်းနေတော့ပြန်ပြန်ဝင်ရှင်ရောပြန်ပြန်နေရပါဘောအဲ့လိုမျိုးကိုမားခဲ့တဲ့အတွက်လည်းကိုတောင်းမှန်တယ်ဗောနော်ဒီချိန်တော့မတိခဲ့တဲ့အတွက်ကိုမားလာရှိရင်လည်းဒီချိန်ဒီကပဲတောင်းမှန်တယ်ဗောနော်အဲ့လိုမျိုးဗော ဒီအရက်ကြုံငါအကြီးအရက်ကိုဖြတ်နိုင်မှာမလားငါတကယ်အရက်ကြုံကြုံဖြတ်သွားပြီငါဖြတ်နိုင်မှာမလားကိုသားသမီးတွေတွေးတယ်ကိုရဲ့ဟိုနော်မိသားစုဆိုင်ရာတွေးတယ်အမေတွေးတယ်အဲ့တော့ငါရုံးထက်မှန်းလို့ချိန်မိပြီးတော့အာတိတ်မိလာခဲ့တာဒီအဲ့ဒီရုံးထွက်နိုင်မှုအတွက်လည်းတော်တော်လေးအချိန်ပေးရဒီကစားမျိုးတရားဝိုင်းရောဒီဟာငါတွေးလို့ပြန်တောင်းရင်ဘယ်လိုလုပ်မလဲအဲ့လိုမျိုးပေါ့နော်အတွေးဖောင်းစုံနဲ့တွေးပြီးတော့တော်တော်ရုံးထက်ရအဲ့မဲ့လွယ်ပါလေစိတ်ပါပဲဒီကတယောက်သေးပဲအထီးကျန်သွားတာပဲမောင်းနေတော်တော်မောင်းနေကြည့်ကျင်တော့လက်ဖက်ရအောင်မကြည့်ဘူး ချက်တယ်ချက်ဆုံးမှာဘယ်လိုတော့တာနားပွင့်လင်းမယ်လေအချက်ဆုံးကဒါပဲအဖော်ပဲအဖော်ပဲအဖော်လိုဖြစ်နေတာကွာအဲ့လိုမျိုးဖြစ်စေချင်ဘူးမနော်ဟိုဒါဥစားလေးကိုကိုပြောတဲ့စကားလေးကိုစံနေမှာယူပြီးတော့သာသမီရှိတဲ့လူတွေဆိုအဓိကပဲအဓိကသာသမီတိတ်ခါဟိုမျက်နှာငယ်ရပါတော့ပုံဝင်ချင်းမအောင်တာဝန်မအောင်ကိုညီကမမအောင်ဆိုချင်းရဲ့ညီသားတွေကတတယောက်ဖြစ်လာရင်သာသမီတွေမျက်မျက်နှာငယ်အဲ့ဒီတော့နော်မိဘတွေရှိတဲ့လူကလေးတွေရှိတဲ့လူကမိဘတွေကိုတည်စေချင်တယ်ပေါ့ ်။ရွှေဘက်ကညာနဲ့ဘယ်လိုမတောက်ဘူးပေါ့နော်။ဟိုနည်းနည်းလေးအခုအစရတယ်ပေါ့တော့တစ်ခွက်လောက်တောက်တာပဲ။အခုအရင်မပြောဘီယာလေးဘီယာတောက်တာမတောက်စေချင်ဘူး။ဘာလို့လဲ။တစ်ခွက်ရင်နှစ်ခွက်ဖြစ်လာ။နှစ်ခွက်ရင်သုံးခွက်ဖြစ်လာ။အဲဆဆလာတော့နောက်ပိုင်းလိုမိမရှိတဲ့အပူလေးဆိုတဲ့မိမဆက်စင်းရမှာမလား။ဟိုသားသမီးရှိတဲ့လူသားသမီးဆက်စင်းရမှာ။အဲ့လိုမျိုးပေါ့။မတောက်ဘူးတော့တိုက်တုံနေလဲ။ဘဘွားကဘလောက်ကြီးပြန်လာလဲဆိုတော့ဘယ်လိုပြောရမလဲ။ဆိုတော့မတိကအမေပေါ့အမေနဲ့အဖေမရှိတဲ့ရှိတဲ့လူဖြစ်ရှိတဲ့ဖြစ်စိတ်ဆင်းရရမယ် အဲ့လိုမျိုးအခုဆိုတဆူဆိုလို့ရှိရင်အရက်အရက်တွေကြည့်ကြည့်လို့ပါမိဘရေပတ်စံပေးခိုးမယ်ဖွက်မယ်အဲ့လိုမိဘရေစီရဟိုတောင်းလို့မရရင်ရံလို့မယ်အဲ့အဲ့လိုမျိုးတွေပေါ့ဟိုမိသားစုရဲ့စိတ်ဆင်းရတယ်ပေါ့ကိုလုံးပေါ့နော်ဟိုကိုမိသားကိုသားသမီးရပါအစအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့အဓိကတော့မတောက်တော့တော့အကောင်းဆုံးပါပြန်မတောက်ပါအောင်လဲကြမ်းမဆက်နေသေးတယ်ပေါ့အဲ့လိုထင်းရတယ်ပေါ့နော်တော်တော်ခက်ခဲများသွားနေထင်းရတယ်ဒါမှခဏလေးပါပဲစိတ်ပါပဲ ကမှန်တာပေါ့ပုံဝင်ကြံလည်းကိုဟာဟိုရက်တောက်တဲ့ယုံနဲ့မတောက်တဲ့ယုံနဲ့မတူတော့ဘူးလေရက်တောက်ထားတဲ့ယုံတစ်မျိုးရက်တောက်ပြီးတော့ယုံတစ်မျိုးဆိုတော့ဟိုကိုရက်တောက်ပြီးဖြည့်ပြင်းသွားတဲ့အခါကျတော့အဲမိသားစုကလိုက်လဲလဲကြိုဆိုတဲ့အဲ့ညှထုံးမှုတွေရတယ်ငါပုံဝင်ကြံကဟိုနှစ်ခုလုံးမဟုတ်တဲ့ယုံလေးကပြောင်းလာတယ်အဲ့လိုအဲ့ဒီသူတို့ရဲ့ညှထွေးမှုတွေပေါ့အပြုံးနေနဲ့စီချိုတဲ့မိသားတွေကငါတို့ကဆိုရင်ဟိုကရက်တောက်ထားတာအညံ့လာရဲ့ဟိုလူကရှုပ်ဒီလူကရှုပ်နေအဲ့ဒီခံစားမှုနဲ့အရက်ပြက်ဝိုက်ပြင်းတဲ့ခံစားမှုနဲ့ သူ main ကလေးတမန်နဲ့ရက်တောက်တာတော့အဲအဲ့လိုမျိုးပေါ့နော်ကလေးကိုတနာတာပြောတာပေါ့နော်လူပဲဖြစ်ဖြစ်ပေါ့စကားမပြောချင်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ရက်တောက်ပြောင်းသွားတဲ့ဆိုတော့ရက်ကြီးပြောက်သွားပြောင်းသွားတော့အဲသူတို့အပြုံးလေးတွေကရှင်မြယူကိုယ်လည်းတကယ်ပီတိဖြစ်တယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးခံစားရတဲ့ခံစားနေရတမျိုးကြည့်လို့ပေါ့ပထမကကိုယ်လောက်ခဲ့တယ်ပေါ့နော်သူတို့ဖြစ်လဲကိုကတော့ကိုကကြုံတွေ့ခါကျသူတို့ကိုအဲ့ ကိုဖြစ်ခဲ့တဲ့အခက်အခဲလေးပုံစံမျိုးကိုလိုမခံတော့ဘူးသူတို့တွင်ဆုံးမပီးတယ်သူတို့မတောင်းနဲ့ခနဲ့ပဲခက်ခဲဆိုတာလူဆိုတာတော့ရော့ဟိုဘယ်လိုပြောမလဲရော့ပထမရော့ရွှေဆိုတာမရှိခဲ့ဘူးကောခက်ခဲဆိုတာရှိမှာတင်းချင်ခံကြိတ်ခံခနဲ့လေးကြော်လာမှာခနဲ့လေးစိတ်ကိုဖျောက်အဲ့စိတ်ကိုမထားနဲ့အဲအဲ့လိုမျိုးတွေပါသူတို့တုံတင်နေကိုကိုလောက်ခဲ့တဲ့နီလန်အတိုင်းပေါ့နော်သူတို့လောက်ပြီးပဲပေါ့အဲ့တိုင်းနေပဲပေါ့အခုကိုကြည့်နေတဲ့ဟိုဘယ်လိုပြောရမလဲအခုတွေပဲဖြစ်အမတွေပဲဖြစ်ပေါ့နော်မောင်လေးတွေပဲဖြစ်ပေါ့ဒီရက်ကိုမတောက်ဘူး ပြောချင်တယ်ဗောနော်။ဘာလို့ဒီရက်တော့ရင်အားလုံးတက်ဟိုကောင်းဆိုးဆိုတာမရှိဘူးဗောနော်။ဆိုးဆိုးဆိုတာလည်းရှိတယ်။ဟိုအဲ့အတွက်ဒီရက်ကိုမတောက်ဖို့တော့ပြောချင်တယ်ဗော